မြန်မာတပောင်းမြစ်တန်ရဲ့ channel ကိုစောင့်ရအောင်အပိတ်နားဆင်ကြရတယ်။ချဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီကနေ့တင်ဆက်ပေးချင်တာကတော့အတိတ်တပောင်းနမိတ်ဆောင်ဆိုတဲ့ဇာတ်တိုင်းကျွန်တော်မြန်မာနိုင်ငံမှာတပောင်းတွေများစွာရှိတဲ့အထက်ကမှမင်းလေးပါဆုံးရွှေတကုံကိန်းချမီလို့ဟောကြားထားတဲ့တပောင်းရဲ့အထိပယ်ကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ကတော့တင်ဆက်သူ PK ပါ။ ဆိုလို့ဆရာတော်ဘုရားကြီးဟာယဟန်နာလို့ကြွကြသလိုဝိညာဉ်ကျုပ်ဦးနုကိုးကွယ်ယုံကြည်တဲ့ဆရာတော်လည်းဖြစ်ပါတယ်။ယဟန်နာဟုသောပုဂ္ဂိုလ်တို့ဟာရှေးဖြစ်လာမယ့်အရာတွေကိုကြုံမြင်နိုင်စမ်းရှိသလိုပညာဉာဏ်တကူးများလည်းပြည့်စုံလာပါတယ်။ဟုတ်တိုင်းမှန်ရာတို့ကိုသာပြောဆိုကြပါတယ်။1948ခုနှစ်ကနေ1962ခုနှစ်ထိဝိညာဉ်ကျုပ်ဖြစ်လာခဲ့တဲ့ဦးနုဟာထိုအချိန်ကကြော်ကြားခဲ့တဲ့မင်းလေးပါးစုံရွှေတကုံကိန်းချမဲ့တပောင်းကိုဆရာတော်အားမေးမြန်းလျှောက်ထားပါတယ်။ဦးနုအမေကတော့ ရှင်မြတ်ဗျာဒီတပောင်းဟာမြမပြီမမင်းလေးပါပေါ်မှာလားဒါမှမဟုတ်အာနာလူပွဲတွေဖြစ်လာမှာလားဒါမှမဟုတ်ရင်တခြားတိုင်းပြည်ကမင်းလေးပါစုံမလားလို့ဆိုပြီးမိလိုက်ပါတယ်အဲ့ဒီအမေကိုဆရာတော်ကြီးဖြေဖို့ကတကားကြီးဦးနှုတ်ထင်တယ်လို့လဲမဟုတ်ပါဘူးမစိုးရိမ်ပါနဲ့ဒီတပောင်းဟာစမ်းကြံနှစ်နဲလှပါတယ်ဒီတပောင်းရဲ့ရှေ့ဖြစ်လာမယ့်အရာတွေဟာတာတနာနှစ်2600ဒီပါ ခရစ်နှစ်2050လောက်မှာတာတနာပြုမင်းတမတာပေါ်လိမ့်မယ် အဲ့ဒီမေခင်မှာကြောက်တံပရမများရွှေငွေနဲ့နဝရ90တို့ဟာအင်မတန်ကိုထွက်ရှိပေါ်ကျယ်ဝလာမယ်။အဲ့ဒီအဖို့တန်ယရနာနဝရ90တို့နဲ့သာသနာပြုမင်းဟာရွှေတကုံဖျားမှာရွှေသားအတိနဲ့ရွှေသင်္ကန်းကက်လှပြီးအကြီးအကျယ်ထီးတော်တင်လိမ့်မယ်။ထီးတော်တင်ခြင်းမှာယဟန်များစွာပင့်ဖြစ်ပြီးတင်လိမ့်မယ်။ထို့အထက်မှာသာသနာပြုမင်းကိုးကွယ်နေတဲ့ယဟန်နာတစ်ပါးလည်းပါဝင်လိမ့်မယ်။ထီးတော်တင်ခြင်းမှာသာသနာပြုမင်းရဲ့ဖုန်းကံကြောင့်တော်လည်းကော ရန်တာဆရာတော်ကိုကြည်ညိုကြတဲ့တော်ကောင် လေးစုတက်ကုံရွှေရကုံဖရာရဲ့တကူတော်ကြောင့်တကြမင်းနကားမင်းဘလူးမင်းတို့ကလည်းရွှေရကုံဖရာအထက်ကောင်းငယ်ကနေလာရဖူးမြော်ကြရမယ်လူမင်းဖုံးကြီးသောနမင်းမနေတာဆိုသလိုရွှေရကုံရဲ့ရေပြင်နဲ့မြေပြင်မှာတော့သဒ္ဒနာပြုမင်းနဲ့ရန်ရှင်လူတို့ပြည့်နေမယ်ဝိဇာပုဂ္ဂိုလ်များလည်းအစုံအညီကြွလာကြမယ်အဲ့ဒီဟာမကြုံစဘူးပဲထုခဲ့တဲ့နေတူးနှင်းမြက်ဖြစ်တယ်ရွှေရကုံဖရာမှာတကြမင်း နဂါမင်းဘလူးမင်းနဲ့ဖုံးကန်ကြည့်တဲ့တာနာပြူမင်းတို့မင်းလေးပါစုံနေမယ်အဲ့ဒီနေ့မှာပူပြင်းလာတဲ့ရန်ကုန်မြို့တော်မပူတော့ဘဲနေတာလိမ့်မယ်ထီတော်တင်ပြီးတဲ့အခါမှာဇီတော်ကနေအောင်ကြီးတော်တွေကွန်မြူလာပါလိမ့်မယ်ထီတော်တင်ပြီးတဲ့နောက်တနေ့မိုးသေးထန်စွာရွာသွန်းနေမယ်ထီတော်တင်ပြီးခုနှစ်ရက်အကြာမှာတော့စင်ပြူတော်ခုနှစ်စီးပေါ်ထွက်လာမယ်သာသနာတော်ကြီးအရန်ထွန်းကားလာလိမ့်မယ်ကဘာအရရက်ကလူတွေ တရားလာရောက်လေ့လာကြလိမ့်မယ်။တရားအထောက်ကြလိမ့်မယ်။သရဏပြုမင်းရဲ့ကြီးမားတဲ့ဖုံးကံနဲ့ကြီးမြတ်တဲ့ဉာဏ်အမြော်မြင့်ထက်ထက်မြတ်တဲ့အရေးအချင်းတို့ကြောင့်မြမပြည်ကြီးဟာအယံကိုတိုးတက်ချမ်းသာလိမ့်မယ်။ကဘာမှာသဒ္ဒနာပြန်ပွားပြီးမြမပြည်ဟာသဒ္ဒနာထီးဆောင်တဲ့နိုင်ငံဖြစ်လာလိမ့်မယ်လို့ဝန်ကြီးချုပ်ဦးနုကိုဆရာတော်ကြီးကမိကြားဖြေကြားခဲ့ပါတယ်။ယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့မင်းလေးပါဆုံးရွှေတကုံကိန်းကြမီလို့ဆိုတဲ့သဘောကို ဆုံးလို့ဆရာတော်ဖျားကြီးထံဝင်းကြီးကျဦးနှုတ်လျှောက်ထားခဲ့တဲ့အမေးစကားကိုဆရာတော်ကြီးကပြန်လည်ဖြေကြားပေးပုံကိုတင်ပြပေးခဲ့တာပဲဖြစ်ပါရခင်ဗျာအခုလိုအစောဒီနားဆင်အားပေးခဲ့ကြတဲ့မြေတံရရဲ့ပြည်သက်ကြီးနဲ့တကွာမြမပြည်သူပြည်သားများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာအခုလိုစိတ်ဝင်စားဖက်ကောင်းတဲ့အကြောင်းအလေးတွေကိုဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးခဲ့ကြဖို့တောင်းဆိုလိုက်ရပါခင်ဗျာ